မတန်ဆာမိန်ကလေးတယောက်ကိုစင်ပေါ်မှာအခုလိုပြမှုလိုက်လို့ချီချီမှုတွေရရှိနေတဲ့ဖြူဖြူထွေဖြူဖြူထွေကအလူတန်းလို့ဖို့အတွက်အမြဲစဉ်းစားနေတတ်တယ်လို့ပြောပေမဲ့ဒီစကားကိုတချို့တွေကတော့လက်မခံကျင်ကြပါဘူးအခုတော့သူ့ရဲ့စိတ်ထားလေးကလှပပြီးတော့လူတန်းမှုအတွက်အစင်းနဲ့ဖြစ်နေတဲ့ဆိုတော့ပွဲတစ်ခုကနေတဆင်သိရှိသွားကြပါတယ်ဖြူဖြူထွေကိုပွဲတစ်ခုကဖိတ်တာကြောင့်တချင်းနေနဲ့တွားရောက်ဖြောပြရတဲ့ပွဲတစ်ခုမှာမတန်ဆာမိန်ကလေးတယောက်ကလာရောက်အားပေးနေပါတယ်အဲ့ဒီမတန်ဆာမိန်ကလေးကဖြူဖြူထွေကိုတွေ့ကျင်လို့အဝေးကနေပြီးတော့လာရောက်ခဲ့ရတာဖြစ်ပါတယ်ဆင်အောင်မှာကနေတဲ့ဒီမိန်ကလေးကိုဖြူဖြူထွေကလူ များကြီးရဲ့ကြားထဲကနေတရိထားမိသွားပြီးတော့စင်မမအတူတူကဖို့အတွက်ခေါ်ပေးလိုက်ပါတယ် ကိုလည်းအင်္ဂါမပြည့်စုံလို့အားငယ်နေရတဲ့မိန်းကလေးကိုဖြူဖြူထွေးကထွေးပေးပြီးတချင်းတူတူဆူပေးလိုက်လို့မတန်ဆွမ်းမိန်းကလေးလည်းပျော်သွားပါတော့တယ်ရှင်။ဖြူဖြူထွေးကမတန်ဆွမ်းတဲ့မိန်းကလေးကိုတွေ့တွေ့ကျင်းမှာပဲငွေလူကျင်တာကြောင့်တချင်းဆိုရင်လည်းအိတ်ကထဲကနေငွေထုတ်နေပါတယ်။မတန်ဆွမ်းမိန်းကလေးရဲ့အိတ်ထဲကိုမသိမသားလေးထည့်ပေးခဲလိုက်ပြီးသူ့ကိုပျော်ရွှင်သွားအောင်လုပ်ပေးခဲ့တာပါ။အားငယ်တဲ့သူကိုဖြူဖြူထွေးကအားပေးတတ်တဲ့နေရာမှာတော့နှစ်ယောက်မရှိပဲသူနဲ့တွေ့ရင်ကံကောင်းပြီဆိုတဲ့အတိုင်းပျော်ရွှင်အောင်ဖန်တီးပေးနိုင်သူလည်းဖြစ်ပါတယ်။မတန်ဆွမ်းမိန်းကလေးကဖြူဖြူထွေးကိုတွေ့ကျင်လို့လူအုပ်ကြားထဲကနေကြိုးဝေပြီးတော့ရအောင် ောင်လာခဲ့ရတယ်လို့စင်ပေါ်မှာလည်းအတူတူချင်းတီဆိုကွန်ရရှိသွားခဲ့ပါတယ်။တပုတ်သေးဆိုရတာအမရသေးလို့နောက်တပုတ်လည်းထပ်ဆူနေသေးပြီးတော့ခွဲခြားစစ်ဆန်မှုမရှိတဲ့ဖြူဖြူထွေးကိုတော့ပွဲထဲမှာရှိတဲ့လူအုပ်ကြီးကအမြင်သွားကြပါတယ်။လက်နက်ဖက်လုံးမတန်ဆွမ်းဖြစ်နေတဲ့မိန်းကလေးကိုဖြူဖြူထွေးလို့နာမည်ကြီးတယောက်ကဖေးမပေးမယ်လို့မထင်ထားတဲ့ချိန်မှာပဲစင်မော်ထိခေါ်ပြီးတော့အတူတူကပေးခဲ့တာပါ။ မတန်ဆွမ်းတဲ့မိန်းကလေးလေတခြားသူတွေလိုမျိုးပျော်ကျင်စိတ်ရှိမှကိုတွေးမိတာကြောင့်စင်မော်ချီခေါ်တဲ့ပြင်ငွေလေးလှူလိုက်ပါသေးတယ်ရှင်ဒီလိုစိတ်ထားကောင်းလင်းကြမယ်ဖြူဖြူချွေးကတတန်းအကြဆုံးဆယ်လီတယောက်ဖြစ်လာခဲ့တာပါနော်တချို့တွေကတော့မတန်ဆွမ်းတဲ့သူတွေကိုတွေးတဲ့အခါခလန်းလန်းမှပဲနေတတ်ကြသလိုဟန်ဆောင်အပြုံးနေနဲ့ပဲဖိမတတ်ကြပါတယ်ဖြူဖြူချွေးကတော့ဟန်ဆောင်အပြုံးနေလည်းလုံမနေပဲနဲ့အားငယ်သူကိုအားပေးရမယ်ဆိုတဲ့စိတ်လေးကိုပဲနှလုံးသွင်းထားပါတယ်ဖြူဖြူချွေးကို ပွဲမှာငှားတယ်ဆိုရင်တော့အမှုပညာကြီးတွေကအလူတဲ့အထက်ကိုပြင်ရောက်သွားမယ်ဆိုတဲ့စကားကတကယ်ဖြစ်တယ်ဆိုတာကိုဖြူဖြူထွေးကပြသလိုက်တာဖြစ်ပါတယ်။သူကိုတော့ကြိုက်ဆဲလီဆိုပြီးတော့နှိမ်ကြပေမယ့်ရောက်လျာမှာတော့အလူလုချင်တဲ့စိတ်ကိုထိန်းလို့မရပါဘူးရှင်။သူနဲ့တွေ့ရင်အ ਨੇ ဆုံးတော့ပြောရှင်သွားရလို့ဘယ်ဘောပဲဖြစ်ဖြစ်သူ့ကိုပဲဦးစားပေးပြီးတော့ငှားကြပါတယ်။ရလာတဲ့ငွေတွေကိုလည်းတယောက်ချင်မသုံးမယ်ဖုံဖုံနဲ့တွေ့ရင်လည်းလူတန်းလေးရှိသလိုတက်ကြီးရွယ်အိုတွေမတန်ဆွမ်းတွေကိုတွေ့ရင်လည်းဖြူဖြူထွေးကလက်မနှိမ့်တတ်ပါဘူးရှင်။သူရဲ့မိဘတွေကိုလည်းသတင်းချွတ်အတွက်တင်ညာချီကိုကတော့ခဲ့တာကြောင့်သမီးလိမ္မာလေးဖြစ် ြစ်ချီကျူးကြပါရယ်မိဘတွေအပေါ်မှာလည်းတည်တက်သလိုအငငယ်သူကိုလည်းအပိတက်တဲ့သူရဲ့စိတ်ထားလေးကြောင့်ပဲဖြူဖြူထွေးကိုမြန်မာနိုင်ငံရဲ့စံပြမိန်းကလေးအဖြစ်တင်စားကြသူတွေလည်းရှိပါရယ်အလို့တန်းနေလောက်ပြီးတော့လူအများကိုပျော်ရွှင်စေဖို့နတ်ပြည်ကနေလူပြည်ကိုအထူးစေလွှတ်လိုက်ကြလားလို့ထင်ရလောက်အောင်ရောက်လျက်အရမအလှူလုပ်နေတတ်ပါရယ်ဒီလိုအလှူတွေလှုပ်ပေးမယ်လဲနမကောင်းလို့ကျင်လို့အလှူပန်းပြရဲဆိုပြီးဝေဖန်ကြသူတွေကလည်းရှိကြသေးပါရယ် ဖြူဖြူထွေးလိုမင်းကလေးကနောက်ထပ်ပေါ်ပေါက်ဖို့မလွယ်လို့သွားလိုက်ရမှာလေလုံခြုံရေးတွေကလိုက်လံစောင့်ရှောက်ပေးတတ်ကြပါတယ်ဖြူဖြူထွေးအတွက်ဆိုရင်ကိုယ်ရံနှလုံးပေးကျင်ကြတဲ့အထိသူ့ကိုကောက်ွယ်ပေးကျင်ကြသူတွေလည်းရှိပါရဲ့နော်အတန်နဲ့မလိုက်ဖက်တဲ့သချင်းလေးကိုစင်ပေါ်မှာတီးဆိုတက်ပေမဲ့ဒီလိုတီးဆိုပြီးတော့ရလာတဲ့အမှုပညာကြီးတွေကလည်းအလှူတွေကိုပြန်ရောက်သွားလို့ဖြူဖြူထွေးကအညာတကြောမှာတော့ပွဲတိုင်းကြော်ဖြစ်နေပါတယ် မတန်ဆွမ်းတဲ့မိန်းကလေးတယောက်ကိုခွဲခြားတာမျိုးမရှိတဲ့ပြင်ငွေကိုပါထက်လူလိုက်သေးတယ်ဖြစ်ဖြစ်ထွေရဲ့စိတ်ဓာတ်လေးကိုသဘောကျရလားဆိုတော့ကွန်မန့်မှာပြောခဲ့ပါအောင်နော်ကြည့်ရှုအားဖြင့်ကြားရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်